မင်္ဂလာပါကျွန်တော်တော့မန္တလေးတိုင်းဒေသကြီး60ခရိုင်60မြို့နယ်အရွေးဦးသီးဌာနမှာမြို့နယ်ဦးသီးမှုဦးမြင့်အောင်ဖြစ်ပါတယ်ကျွန်တော်တို့အခုအပြုပညာပေးရင်းနဲ့ခြေလက်ဒေသဖွံ့ဖြိုးရေးတင်နန်းကြောင်းမှာခြေလက်ဒေသဖွံ့ဖြိုးရေးစီမံလှုပ်ရှားမှုစီမံကိန်းကိုကျွန်တော်တို့လာရောက်တက်ရတဲ့အတွက်ကျွန်တော်တို့ရက်ရွာအတွက်ကိုကျွန်တော်တို့မြို့နယ်မှာရှိတဲ့ရက်ရွာတွေအတွက်ကိုကျွန်တော်တို့အောင်မြင်အောင်ကြိုးစားသွားမှာဖြစ်ပါတယ်ကျွန်တော်တို့မှမြန်မာနိုင်ငံမှာဆိုလို့ရှိရင်ခြေရွာပေါင်း6400ကျော်မှာ ျွန်တော်တို့ခုလက်ရှိရနေတဲ့250ရှိနေပါပြီဒီ250မှာ250ကိုအခြေခံပြီးတော့ကျန်တဲ့ရွာတွေလည်းပြမျိုးတိုးတက်အောင်ဆောင်ရွက်မယ်လို့ကျွန်တော်တို့မျှော်လင့်ပါတယ်ဒီလက်ရှိရနေတဲ့250ရွာကိုစံနမူနာပြဖြစ်အောင်လုပ်လုပ်ပြီးလို့ရှိရင်ကျန်တဲ့6400တော့ရွာတွေကိုကျွန်တော်တို့ဆက်လက်ဖွင့်ပြတိုးတက်အောင်ဆောင်ရွက်သွားခြင်းဖြင့်နိုင်ငံတော်ဖွင့်ပြတိုးတက်အောင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံအနေနဲ့ကတော့စိုက်ပျိုးရေးကိုအခြေခံတဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်မို့ ြေးလက်နေပြည်သူ90ရာခိုင်နှုန်းသောပြည်လက်နေပြည်သူတွေအတွက်ကျွန်တော်တို့ဖွံ့ဖြိုးတိုးတက်မှနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မယ်လို့ခံယူချက်လဲကျွန်တော်တို့ရှိပြီးသားဖြစ်ပါတယ်ကျွန်တော်တို့ဒီကျွန်တော်တို့တောင်ဟိုတောင်ကြားတဲ့မြို့နယ်မှာရှိတဲ့ကျွန်တော်ရွာခြေရွာတွေကိုခြေရွာတဲ့လှုပ်ရှားမှုစီမံကိန်းရတဲ့ရွာတွေကိုကျွန်တော်တို့နံပါတ်1ကတော့သူတို့တွေရဲ့စိတ်ဓာတ်စိတ်ဓာတ်ကိုအရင်ဆုံးကျွန်တော်တို့ပြုပြင်มาဖြစ်ပါတယ်စိတ်ဓာတ်ဆိုတာကတော့နံပါတ်1လုံလဝီရိယရှိရမယ်လုံလဝီရိယရှိရမယ်ဆိုတဲ့နေရာမှာ သူတို့တွေကျွန်တော်တို့တွေရဲ့အနာဂတ်အတွက်ကောင်းမွန်တဲ့ပတ်ဝန်းကျင်ကောင်းတွေရရှိဖို့လို့အတွက်ကျွန်တော်တို့ကပတ်ဝန်းကျင်ကောင်းတွေဖန်တီးနိုင်တဲ့အနာဂတ်ရဖို့အတွက်ကျွန်တော်စူးစမ်းလှုပ်ဆောင်ရမယ်ဆိုတဲ့စိတ်ဓာတ်နံပါတ်1ကကိုယ်အားကိုယ်ကိုလိုတဲ့စိတ်ဓာတ်ကျွန်တော်တို့ကိုယ်အားကိုယ်ကိုလိုပါတယ်ရရာသူများကိုတွဲချမနေပဲနဲ့ကျွန်တော်တို့ကိုယ်တိုင်ပါဝင်ပြီးတော့ပူပေါင်းဆောင်ရွက်မှာကျွန်တော်တို့ကိုယ်တိုင်ဆောင်ရွက်မှာအနာဂတ်ကပို့ပြီးတော့လှပမှာဖြစ်ပါတယ်နောက်ပူပေါင်းဆောင်ရွက်လိုတဲ့စိတ်ဓာတ် ျွန်တော်တို့အားလုံးကတူးတူးတောက်တဲ့လောက်ကင်ဆောင်ရွက်နေခြင်းဖြင့်ဆောင်ရွက်နေတာတဲ့ဆာလို့ရှိရင်ကျွန်တော်တို့ကူးပေါင်းဆောင်ရွက်တာကနိုင်ငံတော်ကွန်ပျူတာတက်ရွတ်တက်ကိုမြန်မြန်ဆန်းဆန်းကျွန်တော်တို့ရွေးတစ်ခုကိုရွေးရှားနိုင်မှာဖြစ်ပါတယ်။ကြောင်မလို့ကျွန်တော်တို့အနေနဲ့လုပ်ငန်းတိုင်းလုပ်ငန်းတိုင်းကဘုံနာဝရီယာရှိရမယ်။နောက်ကုကုကူအားကိုးနိုင်ရမယ်။နောက်ပြီးတော့ကျွန်တော်ကူးပေါင်းဆောင်ရွက်လို့တဲ့စိတ်သက်ဒီအားလုံးရှိဖို့လိုတယ်ဆိုတဲ့အကြောင်းကိုတော့ ျွန်တော်နေနဲ့ကျေးရွာတွေကိုဒါကျွန်တော်တို့အစည်းအဝေးတွေလုပ်တဲ့ချိန်မှာကျွန်တော်တို့ဟောပြောသွားမှလည်းဖြစ်ပါတယ်ဟောပြောဆောင်ရွက်သွားမှဖြစ်တယ်သင်တန်းတွေလည်းကျွန်တော်တို့ပေးသွားမှဖြစ်ပါတယ်ဒီကြားထဲမှာမှကျွန်တော်တို့လုပ်တဲ့ချိန်မှာကျေးရွာတွေမှာခုဟောအနေနဲ့ကျွန်တော်ချပေးထားတဲ့ငွေစီမံကိန်းရံမုံငွေတွေရှိပါတယ်စီမံကိန်းရံမုံငွေတွေကိုကျွန်တော်တို့ကနံပါတ်၁ကတော့ကျွန်တော်တို့စွမ်းဆောင်ရည်မြင့်တေကဏ္ဍအနေနဲ့ဆိုလို့ရှိရင်ဆရာကိုင်းတော့သုံးဆွဲမှဖြစ်ပါတယ်လူနေမှုကဏ္ဍကိုတော့ကျွန်တော်တို့က 30ရာခိုင်နှုန်းကိုတုံးဆွဲတော့မှဖြစ်ပြီးတော့ဒီဝင်ငွေတို့ကဏ္ဍကိုတော့ကျွန်တော်တို့60ရာခိုင်နှုန်းကိုတုံးဆွဲဆောင်ရွက်တော့မှဖြစ်ပါတယ်ဝင်ငွေတို့ကဏ္ဍကိုဆောင်ဆောင်ရွက်ခြင်းဖြင့်ဝင်ငွေတို့ကဏ္ဍများများဆောင်ရွက်နိုင်လေလေကျေးရွာဖွံ့ဖြိုးမှုအတွက်ဝင်ငွေတွေပုံမူရရှိလေဖြစ်ပြီးတော့ကျန်တဲ့စွမ်းဆောင်ရည်ကဏ္ဍတွေနောက်ကျွန်တော်တို့လူနေမှုကဏ္ဍတွေကိုပုံမူပြီးတော့လှုပ်ဆောင်နိုင်မှာဖြစ်ပါတယ်ဒါတွေကိုလည်းကျေးရွာနေမှာကျေးရွာတွေမှာရှိတဲ့လူလူလူတွေပူပေါင်းပါဝင်ဆောင်ရွက်လာအောင်လဲကျွန်တော်တို့စူးစမ်းပြီးတော့ဆောင်ရွက်တော့မှာဖြစ်ပါတယ် ဒီကြားထဲမှာမှဒီလုပ်ငန်းရက်ကသူတို့ရွာသူတို့ဒေသတွေအတွက်ဆိုတာကိုသိအောင်လဲသူတို့ကိုယ်တိုင်ပါဝင်ဆောင်ရွက်စီဝဲမဲ့စိတ်ဓာတ်မျိုးတွေလဲကျွန်တော်တို့တွေနဲ့ထည့်သွင်းဆောင်ရွက်ပေးရမှာလဲဖြစ်ပါတယ်သိမြင်လာအောင်လဲဆောင်ရွက်ပေးရမှာဖြစ်ပါတယ်ဒါတွေကိုကျွန်တော်တို့အနေနဲ့စူးစမ်းဆောင်ရွက်သွားမယ်လို့လဲအနေထံချထားပြီးဖြစ်ပါတယ်ကျွန်တော်တို့ကြောက်ဆွေမျိုးနဲ့မှာတော့ ဆရာကဏ္ဍပြည်မျိုးတုတ်တက်ရေးအတွက်ကိုကျွန်တော်တို့ကနံပါတ်၁အစီအစဉ်နေနေရတော့မြို့ခေါမျိုးတန်ရရှိရေးကိုအသာပေးပြီးတော့ဆောင်ရွက်ပါတယ်။မြို့ခေါမျိုးတန်ရရှိရေးဆိုတဲ့နေရာမှာကျွန်တော်တို့ကမြို့ခေါမျိုးတန်မျိုးစည်းတွေကိုထုတ်လုပ်မယ်ပြီးတော့တောင်သူတွေကိုသုံးနှစ်တစ်ချိန်မျိုးတန်ကိုလဲခိုင်းမယ်။နောက်ပန်းနိုင်ထွက်လို့ရရှိအောင်ဒါတွေကိုကျွန်တော်တို့ဆောင်ရွက်တော့မှာဖြစ်ပါတယ်။ပန်းနိုင်ထွက်လို့ရရှိပြီမဲ့ဥမာစီတော်ဒီနာဆိုလို့ရှိရင်မြေပဲနဲ့နေကြမှာကျွန်တော်တို့ကနေကြဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီသစ်ဆန်မျိုးတစ်လိုမျိုးတွေကိုကျွန်တော်တို့ဒီမှာ ရိုးစီးထုတ်မယ်ရိုးစီးထုတ်ပြီးလို့ရှိရင် တောင်သူတွေကိုဖြန့်ပြူးပေးမယ်ကျွန်တော်တို့စီကပိုတဲ့မျိုးတွေကိုကျွန်တော်တို့တခြားနိုင်တဲ့ပြည်နယ်တွေကိုတက်မှတ်ပြီးတော့ဖြန့်ပြူးပေးတော့မှာဖြစ်တယ်ကျွန်တော်တို့ကြောက်ဆက်မျိုးနဲ့မှာတော့မျိုးစီးထုတ်လုပ်ငန်းတွေလည်းဆောင်ရွက်တယ်ဒီပညာပေးတဲ့လုပ်ငန်းတွေလည်းဆောင်ရွက်တယ်ကြောက်ဆက်မှာဆိုလို့ရှိရင်ရေမြေတဘာဝအနေထားရကွာ၁၀နှစ်ခုရှိပါတယ်၁၀နှစ်ခုရှိတဲ့အတွက်ကျွန်တော်တို့ဇော်ကြီးတော်ကြီးမြစ်ကိုမြစ်ပြခံတဲ့မြို့ကြီးဆယ်နဲ့နောက်ကျွန်တော်တို့ဒီဘက်ကကင်းနာဆယ်နဲ့နှစ်ခုကိုကျွန်တော်တို့ကဆယ်တောက်အေဒီယာလည်းဖြစ်ပါတယ် ဒေတာအေရီယာဖြစ်တဲ့အတွက်ပန်းနိုင်ထွက်လို့ရရှိဖို့ကတိတ်ပြီးတော့မခက်ခဲပါဘူး။တောင်သူတွေအနေနဲ့ကလည်းကျွန်တော်တို့တိုက်ပွဲဦးတည်ဌာနကပေးတဲ့ဤပညာလေးတိုင်းဥပပေါင်းဆောင်ရွက်နေဆိုလို့ရှိရင်ဒါကျွန်တော်တို့ပန်းနိုင်ထွက်တော့အေစီတီရရှိမှလည်းဖြစ်ပါလေ။ကျွန်တော်တို့အနေနဲ့ဘာလို့ရှိသေးလို့ဆိုတော့ဗက်ဆင်းကိုဗက်ဆင်းကိုလည်းကျွန်တော်တို့ပန်းနိုင်ထွက်လို့ရရှိအောင်ကျွန်တော်တို့ကြိုးစားပြီးတော့ဆောင်ရွက်နေရှိပါတယ်။ဒေတာနေရေမြေရာသီဥတုနဲ့လည်းကန့်ညီတဲ့တိနာတစ်ခုဖြစ်တဲ့အတွက်ရွှေရင်းကားမျိုးတွေကိုကျွန်တော်တို့တိတက်တိတက်ပို့ပြီးတော့ထွက်အောင် ဒီကြီးပညာပေးခန္ဓာလေဆောင်ရွက်တယ်။နောက်ကျွန်တော်တို့အနေနဲ့ကပန်းနိုင်အဓိကတော့ခေကာလအနေထားရပန်းနိုင်ထွက်နှုန်းကြောင်းဆောင်ရွက်နိုင်မှနိုင်ငံတော်အတွက်ကဝင်ငွေတွေပုံမူရရှိပြီးတော့နိုင်ငံတော်ပုံမူဖွံ့ဖြိုးတိုးတက်မှာဖြစ်ပါတယ်။အဓိကအခြေခံဖြစ်တဲ့ကျွန်တော်ကျေးရွာတွေဒီတိနံနေစိုက်တာကျေးရွာတွေပါ။ကျေးရွာတွေဖွံ့ဖြိုးတိုးတက်ရင်မြို့ခရိုင်တိုင်းဖွံ့ဖြိုးတိုးတက်မယ်။တိုင်းဒေသကြီးပြည်နယ်ဖွံ့ဖြိုးတိုးတက်မယ်။တိုင်းဒေသကြီးပြည်နယ်ဖွံ့ဖြိုးတိုးတက်ရင်ကျွန်တော်တို့နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မယ်ဆိုတဲ့ခံယူချက်နဲ့ ျွန်တော်တို့ကဆောင်ရွက်နေရခြင်းလည်းဖြစ်ပါတယ်။နောက်ကျွန်တော်တို့အဓိကကတော့လုပ်ငန်းတိုင်းမျိုးမြေရည်နီးနဲ့ပတ်သက်ပြီးလုပ်ငန်းတိုင်းလုပ်ငန်းတိုင်းလုပ်ငန်းတိုင်းကိုတောင်သူတွေကိုယ်တိုင်ဥပပေါင်းပါဝင်ဆောင်ရွက်လာအောင်ဒီလည်းကျွန်တော်တို့ကစူးစမ်းဆောင်ရွက်လည်းရှိပါတယ်။တောင်သူတွေပါမှလည်းပန်းနိုင်ဆိုတာသိကြမှာလည်းဖြစ်ပါတယ်။ဒီပြင်ကျွန်တော်တို့ရောက်ဆင်မှာဆိုရင်ဒီကြည်ရသည်လှူရှာမှုစီမံကိန်းမှာဒီကင်းကရန်မုံနေဆိုတဲ့ကြည်ရတခုရှိခဲ့ပါတယ်။ကြည်ရနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကရန်မုံနေရွာကိုကျွန်တော်တို့ ဒီရခိုင်မြို့နယ်ဦးတည်မှုကလည်းကြိုးစားပြီးတော့အဲမှာ food safety နဲ့ပတ်သက်တဲ့ဟလာ project လေးရလိုက်တာနဲ့အဲ့ရွာကိုပဲဆက်ပြီးတော့လုပ်ပေးတယ်လုပ်ပေးတယ်ဆိုတော့အဲ့ရံမုံနေရွာဆိုလို့ရှိရင်လည်းကုမျိုးတိုးတက်လျက်ရှိပါတယ်ခုဒီကပြန်ရင်တော့ကျွန်တော်ကတော့ဒီရံမုံနေရွာကိုလည်းခုဒီမှာရရှိခဲ့တဲ့အတွေ့အကြုံတွေသင်ခန်းစာတွေကိုယူယူပြီးလို့ရှိရင်သူတို့လည်းပြန်လည်းမျှဝေသွားမှာဖြစ်ပါတယ်ဆိုတော့ကြောင်းကြောက်လို့ပါဒီလာပြီးတက်ရတဲ့အချိန်ကစပြီးအခုချိန်ကြီးသွားလာလာအဆင်ပြေပါတယ်စားတော့လာလာအဆင်ပြေတယ် ဒါပြီးတော့အချိန်ကိုတန်ဖိုးထားတတ်အောင်လဲကျွန်တော်တို့ဒီကျောင်းတော်ကြီးကနေမှတင်ပေးလိုက်ဒီကျောင်းအနေနဲ့ကျွန်တော်တို့တင်ပေးလိုက်ခြင်းဖြစ်ပါတယ်ထုံနီးတူတော့ပဲကျွန်တော်တို့အနေနဲ့ကလည်းကျွန်တော်တို့ရိုက်ပါလေရောက်တဲ့အချိန်မှာပြည်သူတွေအားလုံးအချိန်ကိုတန်ဖိုးထားတတ်ဖို့နောက်စိတ်ထားကောင်းဖို့ပထမအချိန်ကိုတန်ဖိုးထားတတ်ဖို့လည်းရေးကြည့်သလိုစိတ်ထားကောင်းဖို့လည်းဓမ္မရေးကြည့်ပါတယ်ဆိုတဲ့ဟာလေးကိုလည်းကျွန်တော်တို့ပြန်လည်ပြီးတော့မျှဝေသွားမှာဖြစ်ပါတယ်နောက်ကျောင်းတော်ကြီးမှာဆိုစားသားရတာလည်းအဆင်ပြေပါတယ် ောက်အေးရအေးရတာလည်းအဆင်ပြေတယ်တန်ရှင်းရေးကဏ္ဍလည်းသူခန်းတဲ့သူဟလာတင်းနဲ့အိတ်ဆောင်မှာခေါင်းဆောင်နေထားတယ်ခေါင်းဆောင်တွေကအားလုံးနဲ့ပူပေါင်းဆောင်ရွက်တယ်တန်းနဲ့ဝန်ထမ်းဝန်ထမ်းတွေရောတောင်သူတွေရောတုံးနဲ့သူပူပေါင်းဆောင်ရွက်တဲ့အတွက်ကြောင့်စီးလုံးညီညွတ်မှုလည်းပေါ်ဆောင်ရဖို့လည်းရောက်ပါတယ်ဒီအတွက်လည်းဒီတင်းနှန်းကြောင်းကြီးနဲ့ပတ်သက်လို့အားရကျေနပ်မှုရှိပါတယ်စာရေးတောက်ရေးအစားအားလုံးအဆင်ပြေပါတယ်နောက်ရေးလည်းအဆင်ပြေတယ်နောက် ျွန်တော်တို့ကျွန်တော်တို့ထင်ထားတာအစားတော့သွားလိုက်တန်းသွားရေးဆေးရတာကိုယ့်ကိုယူခဲ့ရမယ်လို့ထင်တာတကယ်တကယ်ဒီမှာဘာမှလူလေသေးမရှိအောင်ထားပေးနိုင်တယ်ဆိုတဲ့အကြောင်းလည်းကျွန်တော်တို့ပြောကြလိမ့်မယ်သင်တန်းမှာသင်ပေးတဲ့ဆရာဆရာမတွေအနေနဲ့ကလည်းနောက်အချိန်နဲ့မျှဟုတ်လားအတိဖြစ်ဖြစ်နဲ့လှုပ်ရှားနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တွေကိုယ်တိုင်ဟုတ်လားလုံးဝကိုယ့်ကို60လို့60နီးပါးလို့မထင်ရလောက်အောင်ဒီကိုသူတို့တွေကြည့်ပြီးတော့ကျွန်တော်တို့လည်းအတိဖြစ်ပြီးတော့လှုပ်ရှားကြိုး လှုပ်ရှားကြိုးစားခြင်းသိတ်တွေပုံမှုပြီးတော့ပေါက်လာတယ်ဆိုတဲ့အကြောင်းလည်းပြောကြလို့ပါ